ယခုလိုလူကြီးပုံကနေပြီးတော့ကတ်တွန်းပုံကလေးသေးသေးလေးပုံစံလေးပြောင်းတာတို့အခုလိုနှစ်ယောက်တည်းလမ်းလျှောက်ရနေရိုးရိုးပုံကနေပြီးတော့လက်ထပ်ကွက်တောင်းတဲ့ဒီဇိုင်းမျိုးလေးဖန်တီးတာတို့ဒီလိုလွယ်လွယ်ပြုလုပ်နိုင်တဲ့ AI သင်္ကန်းစာများကိုကြည့်လိုက်ကြအောင်ပါ program မှာရှိတဲ့ Chrome browser တဲ့ကိုနှိပ်ပြီးဝင်လိုက်အောင်ပါအဲ့တော့သူ့ရဲ့ search bar ထဲမှာယခုလို vidu.com vidu.com ဆိုပြီးတော့စာသားလေးနှိပ်လိုက်ပါပြီးရင်ပေါ်လာတဲ့စာသားလေးကိုနှိပ်ပြီးဝင်လိုက်ယခုလို vidu ရဲ့စာမျက်နှာ AI စာမျက်နှာ AI video generator ဆိုတဲ့စာမျက်နှာပွင့်လာပါလိမ့်မယ်အဲ့တော့ဒီမှာ drive to trainer ကိုနှိပ်လိုက်ရင်ယခုလိုစာမျက်နှာပွင့်လာရင်ထုံးစံအတိုင်းမိမိတို့ Google account ဖောက်ပေးရပါမယ်အဲ့တော့ Google account ဝင်ဖို့အတွက် sign in ကိုနှိပ်ပေးလိုက်ရပါမယ်နှိပ်ပေးပြီးရင်မိမိတို့ကဟာလာ Gmail account တစ်ခုခုနဲ့ဝင်ဖို့အတွက်ကိုဟာလာမိမိတို့ Google account ကို sign in လုပ်ပေးလိုက်ရပါမယ်အဲ့တော့ Google account တစ်ခုခုနဲ့မိမိတို့ရှိပြီးသား account ကိုဝင်ပေးလိုက်ရင်ပြင်မရှိသေးရင်လည်း account တစ်ခုဖောက်ပြီးဝင်လိုက်ရအောင်ပါဝင်လိုက်ရင်ယခုလို့ ဗီဒူးစာမျက်နှာ AI စာမျက်နှာတခုပွင့်လာပါလိမ့်မယ်အဲ့တော့ဒီစာမျက်နှာမှာဆိုလို့ရှင် သူရဲ့ template တို့နောက်တစ်ခါ text to video တို့နောက်တစ်ခါ image to video တို့စသဖြင့်ပေါ့နော်နောက်သူ လုပ်ပေးထားတဲ့နမူနာဒီဗီဒူးနဲ့လုပ်ထားလို့ရတဲ့ပုံနေနမူနာတွေပြုတ်နေရစအကုန်လုံးဒီမှာ ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်အဲ့တော့မိမိတို့ကတော့ဒီမှာ template ထဲကိုမိမိတို့ဝင်ပြီးတော့ရင် ကြည့်အောင် template ကိုနှိပ်ပေးလိုက်ပါအဲ template ကိုနေရာနှိပ်ပေးလိုက်ရင်ယခုလိုသူ့မှာရှိတဲ့ template တွေအများကြီးပဲပွင့်လာပါလိမ့်မယ်အဲ့တော့ဒီမှာမြင်တဲ့အတိုင်းပါပဲ template ထဲမှာပြောင်းလဲရတဲ့ပုံစံမျိုးမျိုးပြပေးထားပါလေဖက်နန်းတာတို့ဖက်တာတို့သေးအောင်လုပ်တာတို့နောက်တစ်ခါမိုးပေါ်ပြန်တာတို့ စသဖြင့်ပေါ့မျိုးစုံသော effect တွေကိုလောက်ပြလို့ရတယ်ပုံစံပြောင်းလေးတွေအများကြီးသူတင်ပြပေးထားပါတယ်အဲ့တော့ဒီပုံစံပြောင်းအများကြီးတွေကမိမိတို့နှစ်သက်ရအောင်စမ်းသပ်ပြီးလုပ်နိုင်ပါတယ်မိမိကတော့ဒီမှာဥပမာအနေနဲ့ တိုင်းနီမီဆိုတဲ့ဟာလေးကိုပြသကြပါတယ်။ဒါကြောင့်မဲတိုင်းနီမီနေရာကိုလည်းညလို့နဲ့ထောက်နှိပ်ဝင်လိုက်အောင်ယခုလိုစာမျက်နှာပွင့်လာမှဖြစ်ပြီးတော့ပုံတပုံတင်မှာဆိုပြီးတော့ညွှန်ကြားပါတယ်။အဲ့တော့အပေါင်းလက္ခဏာနေရာကိုနှိပ်ဝင်လိုက်ရင်မိမိတို့ဖုန်းထဲရဲ့ဂယ်လရီပေါ့နော်အယ်ဘမ်ထဲရဲ့ပုံတွေရွေးစရာသူ ပေါ်လာပါလိမ့်မယ်အဲ့တော့မိမိတို့ဒီထဲကပုံတပုံကိုရွေးထည့်ပေးလိုက်ပါမယ်ရွေးထည့်ပေးလိုက်ပြီးရင်အဲ့ဒီနေရာကို upload လုပ်ပြီးတော့ပုံတင်လာပါလိမ့်မယ်အဲ့တော့အဲ့ဒါကိုခဏစောင့်ကြည့်လိုက်အောင်ပုံတက်လာတဲ့အထိကိုမိမိတို့ခဏရွေးထားတဲ့ပုံကဒီမှာယခုလိုရောက်ရှိလာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒါရောက်ပြီဆိုရင် create ဆိုတဲ့နေရာကိုဆက်ပြီးတော့နှိပ်ပေးလိုက်ရပါမယ်အဲ့လိုနှိပ်လိုက်ရင်ဖြင့်မိမိတို့ရဲ့ဒီ AI စာမျက်နှာကနေပြီးတော့ပထမတန်းစီစရာစောင့်မယ်ပြီးရတဲ့သူက creating ဆိုပြီးတော့ဖန်တီး AI ကနေပြီးတော့ ပုံကိုခုနလူကြီးရုပ်ကနေကလေးကတ်တွန်းပုံလေးပေါ့နော်ဖြစ်အောင်သူဖန်တီးပေးပါလိမ့်မယ်။ဟောဒီလိုပုံထွက်လာပြီဆိုရင်မိမိတို့အဲ့ဒီပုံကိုထပ်ပြီးတော့နှိပ်ကြည့်လိုက်အောင်ပါ။နှိပ်ကြည့်လိုက်ပြီးယခုလိုပုံပေါ်လာရင် play နှိပ်ကြည့်လိုက်ပါဒါဆိုရင်ပုံတွက်လေးဟာရရှိလို့သွားပါပြီအဲ့တော့နောက်တစ်ပုံထပ်ဖန်နည်းခြင်းတော့ recreate ဆိုတဲ့နေရာကိုထပ်နှိပ်ပေးရပါလိမ့်မယ်အဲ့တော့မိမိတို့ကဒါကိုဖုန်းထဲမှာတိမ်မှု download လုပ်ချင်တယ်ဆိုရင်မြားနေရာနှိပ်ပြီးတော့ download လုပ်လိုက်ရင်ဖြစ်ပါတယ်ဒါဆိုရင်ဖုန်းထဲမှာပုံရောက်လို့သွားပါပြီ template ထဲကနောက်တစ်မျိုးဖြစ်တဲ့ romantic proposal ကိုစမ်းကြည့်အောင်ပါ။မူရင်းစာမျက်နှာကိုပြန်သွားမယ်ပြီးရင် template ထဲကိုဝင်လိုက်မယ်ပြီးရင် romantic proposal ဆိုတဲ့နေရာလေးအဲ့ဒီကိုနှိပ်ပြီးဝင်လိုက်အောင်ပါဒါဆိုရင် သူကဒီ plus sign ပြထားတယ် upload image ဆိုတဲ့နေရာမှာမိမိတို့ကဇုံတွဲဓာတ်ပုံတစ်ပုံကိုရွေးပြီးတင်ပေးဖို့လိုပါတယ်အဲ့ဒီအတွက်ကိုဒီအပေါင်းလက္ခဏာနေရာလေးကို လက်ညှိုးလေးနဲ့ထောက်ပြီးတော့နှိပ်ပြီးဝင်လိုက်အောင်ပါဒါဆိုရင်မိမိတို့ဖုန်းဂယ်လရီထဲကနှစ်ယောက်တွဲပုံကို ရွေးထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဂယ်လရီပွင့်လာပြီဆိုရင်စုံတွဲပုံတစ်ပုံကိုမိမိတို့ချုပ်တင်ရိုက်ထားတာရှိရင်လည်းအဲ့ဒီပုံပေါ်မရှိရင်လည်းစုံတွဲပုံတစ်ပုံတော့ရှာပြီးတော့ဒီမှာရွေးပြီးတော့ထည့်ပေးဖို့လိုပါလိမ့်မယ် မိမိတို့ရွေးပြီးနှိပ်လိုက်တဲ့ပုံကိုဒီစာမျက်နှာမှာ upload လုပ်ပြီးတင်လာပါလိမ့်မယ်ဒီမှာရောက်ရှိလို့ပါပါပြီပြီးပြီဆိုရင်မိမိကအောက်က create ဆိုတဲ့နေရာကိုနှိပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ create ကိုနှိပ်ပေးလိုက်ရင်သူကခဏတော့စောင့်ပါပါလိမ့်မယ်ဟုတ်ကဲ့ပါဒီမှာ AI စာမျက်နှာကချစ်ခွင့်ပန်နေတဲ့ပုံကိုသူပုံခေါ်နေပါပြီခဏကြာရင် auto ပေါ်လာပါလိမ့်မယ်ခဏလေးစောင့်ပေးလိုက်ပါအဲပြီးသွားပြီဆိုရင်ဒီမှာ creating ကကျွန်တော်နော် ဒီတန်းပြည့်တော့ဗောတရားရခိုင်နှုန်းပြည့်အောင်မိမိတို့ခဏစောင့်ပေးရပါမယ်အဲ့တော့မိမိတို့အင်တာနက်ဆက်ကြောင်းပေါ်မူတည်ပြီးတော့အနည်းအမြန်တော့ကြာတတ်ပါလေတခါလေးလဲဆာဗာကြိုက်ရင်လည်းပဲနည်းနည်းလေးတော့ကြန့်ကြာတတ်ပါလေအဲ့တော့ခဏစောင့်ပေးလိုက်ပါဟောဒါဆိုရင်ပုံရပါပါပြီအဲ့ပုံကိုနှိပ်ပြီးဝင်လိုက်ရင်မိမိတို့ဒီမှာပုံထွက်လာပါပြီအဲ့တော့ဒေါင်းလုံးလုပ်ခြင်းမြားနေရကိုနှိပ်လိုက်ပါဒါဆိုရင်ဒီပုံကမိမိတို့ဖုန်းထဲမှာစုဆောင်ပြီးသား safe ပြီးသားဖြစ်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါ ယခုလို v2ai.com တဲ့ကနေပြီးတော့ template များစွာတဲ့ကပုံစံအမျိုးမျိုးကိုမိမိတို့စိတ်ကြိုက်အလားဝင်ရောက်ပြီးတော့ဖန်တီးနိုင်မှာကြောင့်တင်ပြပေးလိုက်ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုနှစ်သက်လိမ့်မယ်ထင်ပါတယ်နှစ်သက်ရင်ဖြင့် like share comment လို့ပြီးအားပေးခဲ့ကြပါအောင် Gangon Knowledge Sharing Channel ကိုလည်းပဲ subscribe မလုပ်ရသေးတဲ့ပုဂ္ဂိုလ်များ subscribe လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်နောက်ထပ်လာမယ့်ဗီဒီယိုမှာထပ်မဆုံးနေကြပါစို့အားလုံးကိုနှုတ်ဆက်ကြပါရစေ bye bye